ဇန်နဝါရီလ22ရက်နေ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ဒီကနေ့သတင်းတွေမှာတော့2016ခုနှစ်တနင်္လာနေ့ပါခန်းဆိုင်အောက်ပေါ်ရှိတဲ့အန်နီညိုရာသီဥတုဆိုတဲ့သတင်းနိုင်ငံရေးကျင်းသားအချို့လွတ်ပေးခဲ့ပြီမယ်။အကျဉ်းထောင်ထဲမှာနိုင်ငံရေးကျင်းသားတရားဝန်ကျင်နဲ့နိုင်ငံရေးပုံမှန်နဲ့အမှုရင်ဆိုင်နေရသူ400ထံမှရှိနေသေးတယ်ဆိုတဲ့သတင်းတလားလားစား9သိန်းကျော်သူသာအခွန်ဆောင်ရမယ်။2016ခုနှစ်အခွန်ကောက်ဥပဒေအတည်ပြုလိုက်တယ်ဆိုတဲ့သတင်းရန်ကုန်မြို့မင်္ဂလာဆဲမီးလောင်ကျွမ်းမှုမှာဝါယာရှော့ကြောင့်မဟုတ်ပဲပေါ့ဆမီးကြောင့်ဖြစ်တယ်ဆိုတဲ့သတင်းအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် မြန်မာနိုင်ငံတော်မှာလက်ရှိခံစားနေရတဲ့အယ်နီညိုရာသီဥတုရဲ့အကျိုးဆက်တွေဟာတဖြည်းဖြည်းလျော့ကျလာပေမဲ့လည်း2016ခုနှစ်တနည်းလုံးနှီးပေါင်းမှာတော့အယ်နီညိုရာသီဥတုရဲ့အကျိုးဆက်တွေကိုခံစားရဖို့ရှိတယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုးဦးကပြောပါတယ် မြန်မာနိုင်ငံမှာအယ်နီညိုရာသီဥတုကိုပြီးခဲ့တဲ့2015ခုနှစ်မေလကစတင်ခန်းစားခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီရာသီဥတုစတင်ဖြစ်ပွားခဲ့တဲ့မေလကအယ်နီညိုရာသီဥတုကို90ရာခိုင်နှုန်းခန်းစားခဲ့ရပြီး2015ခုနှစ်နှောင်းပိုင်းမှာတဖြည်းဖြည်းမြင့်တက်လာခဲ့ပြီးစက်တင်ဘာအောက်တိုဘာလလောက်မှာတော့80ရာခိုင်နှုန်းကျော်၊နိုဝင်ဘာလမှာ95ရာခိုင်နှုန်းကနေ100ရာခိုင်နှုန်းနီးပါးဖြစ်ပေါ်ခဲ့ပြီးဒီဇင်ဘာလမှာတော့100ရာခိုင်နှုန်းအပြည့်ခန်းစားခဲ့ရပါတယ်။ 2016ခုနှစ်ဇန်နဝါရီလမှာတော့65ရာခိုင်နှုန်းညီပါခန့်ကိုပြန်လည်ကျဆင်းလာခဲ့ပြီးမုတ်တော်ဝင်တဲ့အချိန်ဖြစ်တဲ့ဇွန်လ August လလောက်မှာတော့90ရာခိုင်နှုန်းခန့်ကိုပြန်လည်ကျဆင်းနိုင်ပြီး2016နှစ်နောက်ပိုင်းမှာတဖြည်းဖြည်းပြန်လည်ကျဆင်းနိုင်ပေမဲ့ El Niño ရာသီဥတုရဲ့အကျိုးဆက်ကိုတော့2016တစ်နှစ်လုံးနေပါခန်းစားရနိုင်တဲ့ဆိုတာကိုဒုညွန်ချုပ်ဦးကျော်မိုးကအခုလိုပြောပါတယ်။ El Niño ကတဖြည်းဖြည်းတော့ကျပါတယ်ကျသွားတဲ့ဥသာ ဇူလိုင်ဩဂတ်လောက်ဆိုတော့90ရာခိုင်နှုန်းအောက်ကိုကျသွားပြီးတော့အော်တိုဝါနိုဝင်မာလာလောက်ထိကိုသွားမဲ့အနေအထားရှိတယ်ဗောလေဒီတနေ့လုံးကိုနည်းနည်းသွားမဲ့အနေအထားရှိတယ်ဆိုတော့ဟိုအန်နီညိုရဲ့ဒီပါဆန့်နဲ့ဒါတတိယတတိယချင်းကြီးကြတယ်အခုကတော့ဒါတရားရာခိုင်နှုန်းအနေပြီးတော့မှအခုဇန်နဝါရီလဆိုရင်တို့ဒီ95လောက်ကိုတို့ကြာလာတဲ့အနေအထားရှိရှိတယ်ဗောလေဒီအန်နီညို index ကအဲဟိုတတိယဒီတောင်းမှုတော့ရှိနေဦးမယ်ဒါနဲ့ဟိုဒီဒီသွားလို့ရတဲ့ဟို နာမည်အမေအသည်ကြီးတို့ဟောလို့တဲ့မုတ်တော်ဝင်နဲ့ဒီအေဖဲမေရိုးလောက်တော့ဟိုကြီးကြီးမားမားတော့ဟိုအရှိပြင်မဲ့သူရဲ့အသံရောက်မှုကတော့ဒီတစ်နေ့လုံးတော့ဟိုခံစားနေအောင်လုပ်နေထားပြီးတော့ရှိပါတယ်အယ်နီညိုရာသည့်ဥတုဟာပူပြင်းတဲ့အတွက်အပူကြောင့်ဖြစ်ပွားတတ်တဲ့ရောဂါတွေအပူချိန်ကြောင့်မြစ်ချောင်းတွေခန်းချောက်နိုင်တဲ့အတွက်တောက်ရည်သုံးရည်ပြဿနာတွေကြုံတွေ့ရနိုင်တယ်လို့လည်းဥကြုံမိုးကသတိပေးပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံဟာရေအားလျှင်စစ်ကိုအဓိကထုတ်လုပ်တဲ့နိုင်ငံဖြစ်တဲ့အတွက်အပူရန်ကြောင့်ရေရှားပါတဲ့အခါလျှင်စစ်မီအခက်အခဲတွေလည်းကြုံတွေ့ရနိုင်တယ်လို့ဆိုပါတယ်။အဲအန်ယူကြောင့်လို့ဒီအန်ယူရဲ့တိုင်းရဖွဲ့တော်မှအန်ယူနိုင်ငံတွေဝိုင်းတွေဝိုင်းယူဖြစ်လာတဲ့အနေအထားအရဒီပြည်သူနိုင်ငံတွေမှာလည်းဒီဝိုင်းလာမှာထပ်ပြီးအေးပေါ်မှနေတာလေးရှိပါတယ်။အဲအန်ယူဖြစ်တဲ့နေ့ဒီပေါ့လေကျွန်တော်ပြန်ပြီးတော့ကြည့်တဲ့အချိန်မှာအန်ယူဖြစ်တဲ့နေ့ဒီမှာဆိုရင်မြန်မာနိုင်ငံ မှာဆိုရင်ဆောင်းရလေယာဉ်ရောက်တဲ့နေရာအဝူးကြီးနေမြင့်တက်တာအဝူးကြီးနေပုံမှန်အဝူးကြီးနေပုံမြင့်တက်လာတဲ့ကြောင့်ဝူးကြောင်ချုပ်ပေါ်နိုင်တဲ့ယောဂဝင်ယောဂတွေပေါ့လေယောဂတွေဖြစ်နိုင်တဲ့ကြောင့်လူမျိုးယောဂတွေတော့ကျူတင်ပါဝဲထားမှုပြုလုပ်ဖို့လိုတယ်ကျမရောစာရာနေရောအလုံးကြီးတဲ့အချိန်ဆောင်ရဖို့လိုတယ်ပြီးတော့ကျတော့ဒီနေဝူးကြီးနေမြင့်တက်လာတဲ့ကြောင့်မလို့မြင့်တေချောင်းနေမှာပေါ့လေဒီချီပေါ့ဒီအားဖြင့်ပုံမှန် နေရာဒီတဲ့ရေနေသွားနိုင်တဲ့တို့ကြောင့်မို့ဒီဒီဟိုနဲ့အခုဆောင်းနေတော့ပြရတယ်မြေကြပူလောင်ထားဖို့လိုတယ်ဆင်းလို့ကြတော့ဆွဲဖို့လိုပါတယ်။နောက်ဒီအလယ်ပိုင်းဒေသတွေမှာဒီနေ့စဉ်နေ့တိုင်းလည်းကြုံတွေ့နေကြဒီတော်တော်ရေကြေနာပေါ့လေတော်တော်ရေကြေနာဒီနေ့ဆိုရင်ပူပြီးတော့ပူတဲ့တို့ကြောင့်မို့ဒီမျိုးကြေနာတွေပူပြီးတော့ကြုံတွေ့လာနိုင်တဲ့တို့ကြောင့်မို့ဒီအရေးတွေလည်းတို့တွေပြင်ထားဖို့လိုပါတယ်။ဟောဆိုတဲ့ဒီရေနဲ့ပတ်သက်ပြီးတော့မှ ဆိုရင်တော့ကျွန်တော်တို့မျက်စိမီပေါ့မျက်စိမီဓာတ်ရီဆိုနေတာကျွန်တော်နိုင်ငံကတော့ရေအားမျက်စိကိုသုံးပြီးနေရတဲ့အကြောင်းမျိုးမျက်စိမီဓာတ်ရီလည်းအာနာမည်နေရာကြီးဆိုရင်တော့ဟိုပို့ပြီးတော့ဒီနေပါမှုပေါ်မူဒီပေါ်မှာဟိုရရှိနိုင်နေတယ် နဲလာနိုင်တဲ့အနေအထားလေးရှိပါတယ်။ဒါတွေတည်းနဲ့ကျူတင်ရင်ဒီပြန်ထောက်ဖို့လိုပါတယ်။အန်နီညိုရာသီဥတုဖြစ်ပေါ်ပါကတာမန်အားဖြင့်လာပေါင်း6လကနေ12လအထိကြာမြင့်တက်ပြီးရှင်လျားတဲ့အန်နီညိုဆိုပါက18လကနေလာပေါင်း20အထိကြာမြင့်တက်တယ်လို့ဆိုပါတယ်။အခုဖြစ်ပေါ်နေတဲ့အန်နီညိုရာသီဥတုဟာအင်းအားပြင်းအန်နီညိုရာသီဥတုဖြစ်ပြီးအန်နီညိုအညွန့်ကိန်းနှစ်ကျော်တယ်လို့သိရပါဗျ။အခုလိုအင်းအားပြင်းအန်နီညိုရာသီဥတုကိုမြန်မာနိုင်ငံအနေနဲ့နှစ်ကြိမ်ခန်းစားခဲ့ရပြီး1998ခုနှစ်မှာတစ်ကြိမ် 2015-2016ခုနှစ်မှာတစ်ချိန်ခန်းစားရမှာဖြစ်တယ်လို့ဦးကျော်မိုးကပြောပါတယ်။ဇန်နဝါရီလ22ရက်နေ့နံနက်ပိုင်းမှာတော့နိုင်ငံတော်သမ္မတရဲ့လူငင်းချမ်းသာခွင့်နဲ့နိုင်ငံရေးကျင်းသားအချို့ပါဝင်အကျဉ်းသားအကျဉ်းသူအချို့ကိုလွှတ်ပေးခဲ့ပေမဲ့အကျဉ်းဆောင်ထဲမှာတော့နိုင်ငံရေးကျင်းသားတရားဝင်ကျင်နဲ့နိုင်ငံရေးပုံမှန်တဲ့အမှုရင်ဆိုင်နေရသူ400ထက်မနည်းရှိတယ်လို့နိုင်ငံရေးကျင်းသားဟောင်းမြောက်အဖွဲ့မှဦးထွန်းကြည်ကပြောပါတယ်။အေးကျင်းလာလို့ရရ 2022ရဲ့နေ့မှာတနိုင်ငံလုံးအတိုင်းအတာနဲ့နိုင်ငံရေးအကျဉ်းသား30ကျော်ကိုလွှတ်ပေးလိုက်ပေမဲ့ထောင်အသီးသီးမှာနိုင်ငံရေးပုံမှန်တွေနဲ့အကျဉ်းကျခံနေရတဲ့နိုင်ငံရေးအကျဉ်းသားတွေကြန့်ရှိနေတာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးဦးထွန်းကြည်ကအခုလိုပြောပါရယ်။အကြမ်းမြင့်တော့ကျေဆွတယ်ပေါ့။အကြမ်းမြင့်ကျေဆွတယ်။နော်။ဦးလိုက်တဲလိုက်တော့မဖြစ်ဘူး။ဘာကြောင့်လဲဆိုတော့တို့အတိုင်းမြင့်ရဲ့အခြေအနေကလေပြည်တွင်းရောဒေသတွင်းရောနိုင်ငံတကာရောစောင့်ကြည့်နေတဲ့အခြေအနေ။နော်။ရိုးစီအတင်ကူပြောင်းရေးလို့ပြောနေတယ်။ဒါပေမဲ့ မျိုးသားပြန်လဲတင်းမြန်ရေးခေါင်းစဉ်အောက်ကနေအမှန်တကယ်ဟုတ်ပြီနော်ဒီစိတ်စေတနာပါပါနဲ့အမှန်ကလုတ်ပြမယ်ဆိုရင်တော့ဒီအရေးတက်ကအလွန်နဲ့ပါအခုကထောင်ကျနိုင်ငံရေးအချင်းသားက130နဲ့တယောက်ရှိထောင်ကျတရားရုံးမှာရင်ဆိုင်နေရတာ400နဲ့82ယောက်ရှိဆိုတော့တကယ်ကြာတော့ဘာမှမပြောပါတော့အခုလွတ်တာလေထောင်ကျပြီးသားကိုလွတ်တာတရားရုံးရင်ဆိုင်နေရတဲ့ လက်ပန်းចောင်းသားတွေအပေါ့ဟုတ်ပြီနော်နောက်တစ်ခုကအင်းစိန်တောင်မှာရှိနေတဲ့ចောင်းသားတွေအပေါ့ဘာလို့မှမလုပ်နိုင်ငံရေးအကျဉ်းသားဟောင်းတူဦးဖြစ်တဲ့ဦးရဲအောင်ကလည်းနိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်ပြီးအခုလိုပြောပါရတယ်။အဲကျွန်တော်ကတော့အခုဒါကအကျဉ်းသားတွေကိုလူငင်းချမ်းသာခွင့်ပေးတာကိုလွတ်လပ်တဲ့လူတွေကိုစားပြောရမယ်ဆိုတော့ဝမ်းသာပါတယ်။ဒါပေမဲ့လည်းဒီလိုတော့မဖြစ်သင့်ဘူး။ဒီထက်ပိုပြီးတော့ပေါ့နော်ရှိနေတဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးကိုလူငင်းချမ်းသာခွင့်ပေးသင့်တယ်လို့ကျွန်တော်မြင်ပါတယ်။ သူကဒါကဟိုစိတ်တိုင်းကြရွေးချယ်ပြီးတော့လွတ်ပေးလိုက်တဲ့ပုံစံမျိုးရောက်နေတဲ့အတွက်ကြောင့်နိုင်ငံရေးအကျဉ်းသားတွေနဲ့ကြားနေတဲ့လူတွေအချင်းချင်းပေါ်ကိုပဲခွဲထုတ်လိုက်တယ်လို့ဖြစ်နေတယ်လို့ကျွန်တော်ခန့်စားရတယ်။ပုံမှန်ဆက်ရှင်အမှုတွေနဲ့ထောင်နဲ့၃နှစ်နီးပါးချမှတ်ခံခဲ့ရပြီးဒီကနေ့မှပြန်လည်လွတ်မြောက်လာခဲ့တဲ့ဥပမင်းကလည်းအခုလိုပြောပါရယ်။ကျွန်တော်ကြားခဲ့တဲ့ဟာတွေကမိချောင်းကဟိုနဲ့အတူတူပေါ့နော်။ဒါပေမဲ့အဲဟို ကိုအုံမြင်ဆဲတယ်ဆိုတဲ့ကိစ္စအဲ့ဒီကိစ္စဇာနယ်တက်ခုပေါ့နော်နောက်တော့တခါကျွန်တော်တို့ဗာလဲဟိုတော့ကျွန်တော်တို့ထိုင်းမှာခိုးတော်မှာဖြစ်တဲ့ကလေးနှစ်ယောက်ကိုတန်လျာအကျိုးခံစားဝင်ပေးဖို့ဆိုတော့နော်ကျွန်တော်တို့ဆန္ဒပြတာလည်းအဲ့ဒီအမှုလည်းပါတာပေါ့နော်နောက်တော့တခါလဘရောင်းကိစ္စနဲ့ပတ်သက်လို့ကျွန်တော်တို့တန်ယုံအချောက်တဲ့ကိစ္စမှာလည်းကျွန်တော်တို့ပါတဲ့အတွက်အဲကျွန်တော်တို့မြို့နယ်6မြို့နယ်ဖြတ်တဲ့အတွက် တမျိုးနဲ့ချင်းတမျိုးနဲ့ချင်းနဲ့ဆိုတော့လတွေကအများကြီးဖြစ်ပေါ်တယ်နော်အတူတူအပြောင်းကအာ401နဲ့ကျွန်တော်တို့ကိုလွှတ်တာလို့ပြောတယ်ဒါပေမဲ့401အာကျွန်တော်တို့အခုနောက်ပိတ်ဆုံးကျွန်တော်တစ်ချိန်တုန်းကဟိုဗမောကနေလွှတ်တာတက်တက်တကြုံနဲ့လွှတ်လွှတ်တာလေသူက401နဲ့လွှတ်တယ်ကျွန်တော်တို့ဆိုင်းမတော်ဘူးလို့ပြောတဲ့အတွက်သူတို့လုံးဝဆိုင်းမတော်အောင်အခုကျတော့သူတို့ကဈေးစစ်တယ်ဘယ်လိုဈေးစစ်လဲဆိုတော့401ကိုဆိုင်းမတော်ရင်နေပါခံကိုဆိုင်းမတော်ရင်နေပါဘောနော် သိရှိကြောင်းတော့ဆိုင်းထိုးပေးပါလို့ဆိုတော့ကျွန်တော်တို့သိရှိကြောင်းလဲကျွန်တော်ဆိုင်းမထိုးနိုင်ဘူးခံဝင်လဲဆိုင်းမထိုးနိုင်ဘူးကျွန်တော်တို့မလွတ်ဘူးဆိုရင်ကျွန်တော်တို့ပြန်ပြီးအထဲထဲထည့်လိုက်ပါလို့ဆိုတော့ကျွန်တော်ဒီတိုင်းပြောခဲ့တာအော်လူနာမည်တွေနဲ့ပေါ့နော်ဒီလိုဒီလိုတောင်းဆိုလို့ကျွန်တော်တို့ပြုတ်ပေးရတာဟုတ်ဘူးညွန်ကြားတဲ့လူတော့မပြောဘူးတို့တို့အထက်ဘွဲ့စီကနေညွန်ကြားတာ21ရက်နေ့တည်းကညွန်ကြားချက်ပေးထားတယ်ကြားပါတယ်ကျွန်တော်တို့22ရက်မှာမနေ့ကမှကျွန်တော်တို့ ကျွန်တော်တို့အထက်ကညွန်ကြားချက်တွေနဲ့ကျွန်တော်တို့ထားခြင်းတာဖြစ်တယ်ကျွန်တော်တို့အချိန်မျိုးပြုတ်လို့ရတယ်အချိန်မျိုးဆက်ဖမ်းဖို့အမိန်ဆက်ပြီးထိန်းသိမ်းတာဖို့အမိန်ဒီလိုရှိမှရှိတယ်ဆိုတော့ကျွန်တော်တို့ကယုံကြည်တယ်နော်အဲ့တော့ဟောကျွန်တော်တို့ကဥပဒေနဲ့ဖန်ခံရတာမဟုတ်ဘူးအမိန်နဲ့ဖန်ခံနေရတယ်လို့ကျွန်တော်တို့ကခံခံလာရတယ်နိုင်ငံတော်တမရယုံကအရာရှိတဦးဖြစ်တဲ့ဥစော်ထေးရဲ့လူမှုကွန်ရက်စာမျက်နှာမှာမြန်မာနိုင်ငံတဝန်းအကျဉ်းထောင်တွေမှာရှိနေတဲ့အကျဉ်းသားတွေကိုပြည်မှုဆိုင်ရာကျင့်သုံးဥပဒေ၄၁မြင်းဆောင်ခါခွေနဲ့ နိုင်ငံသားသားအကျဉ်းသားတူနိုင်ငံသားအကျဉ်းသားတရတူစုစုပေါင်းတရနှစ်ဦးကိုပြန်လွှတ်ပေးခဲ့တယ်လို့ဖော်ပြထားခဲ့ပါတယ်။ဒါ့အပြင်တင်းနှချမှတ်ခြင်းခံထားရတဲ့အကျဉ်းသားအကျဉ်းသူ89ဦးကိုလည်းထောင်နဲ့တသက်နဲ့နှိမ့်ကန့်သတ်မရှိရောချပေးခဲ့တယ်လို့យေတာထားခဲ့ပါတယ်။နှစ်တနှစ်အတွင်းလာဆောင်ဝင်ငွေကျပ်48တိန်းအထိရရှိသူဖြစ်လေဝင်ငွေခွန်ဆောင်ရမလို့ကြောင့်2016ခုနှစ်အခွန်အောက်ဥပဒေမှာထည့်သွင်းထားပြီးဇန်နဝါရီလ22ရက်နေ့ကပြည်တော်စုလွှတ်တော်မှာအတည်ပြုလိုက်ပါတယ်။ ပြည်တော်စုလွှတ်တော်ကဇန်နဝါရီလ22ရက်ကအတည်ပြုခဲ့တဲ့2016ခုနှစ်ပြည်တော်စုရဲ့အခွန်အခောက်ဥပဒေမှာလစာရေးနှစ်တစ်နှစ်အတွင်းဝင်ငွေကျပ်48သိန်းအထိရရှိသူဖြစ်ပါကဘသူကမှဝင်ငွေကုန်စည်းကျပ်ခြင်းမပြုရပဲလစာကနေနှစ်တစ်နှစ်အတွင်းဝင်ငွေကျပ်48သိန်းအထက်ရရှိသူဖြစ်ပါကဒါမှမဟုတ်အတံမွေးဝဲကျောင်းပညာလုပ်ငန်းစီပွားရေးလုပ်ငန်းနဲ့အခြားရာလန်းတွေကနေဝင်ငွေဖြစ်ပါကဘသူကိုမဆိုစုစုပေါင်းဝင်ငွေကနေဝင်ငွေကိုဥပဒေပုံမှန်6အရာ တတ်တာခွင့်တွေခုနှိမ်ပြီးတဲ့နောက်ကြံတဲ့ဝင်ငွေအပေါ်ဝင်ငွေအလှော်လိုက်စီးကြက်ရမယ့်ဝင်ငွေကိုနှုံးထားတွေကိုတတ်မှတ်ရမယ်လို့ပြင်ဆင်ကအတည်ပြုခဲ့တာဖြစ်ပါတယ်။ပိုက်စကူပိုက်ခွဲကရဲ့အခြေစဉ်ပြင်ဆင်ချက်ကိုတင်ပြပါမယ်။စကူကကြီးလာဇာမညတစ်နှစ်အတွင်းဝင်ငွေကျပ်48သိန်းအထိရရှိသူဖြစ်နေမိဘကိုမျှဝင်ငွေကိုစီးကြက်ခြင်းမပြုရ။တို့အရင်လာဇာမညတစ်နှစ်အတွင်းဝင်ငွေကို48သိန်း ်ထက်ရရှိသူဖြစ်တယ်သို့မဟုတ်အသက်မွေးဝမ်းကြောင်းပညာလုပ်ငန်းစီးပွားရေးလုပ်ငန်းတွေအခြားလမ်းရလမ်းများမှဝင်ဝင်ဖြစ်နေဤသူကိုမဆိုစုစုပေါင်းဝင်ဝင်မှဝင်ဝင်ကိုဥပဒေပုံမှန်600တက်တာဝင်များခုနှစ်ကြီးနောက်ကြံဝင်ဝေပေါ်ဝင်ဝေအလွာလိုက်စီးကြရမည်ဝင်ဝင်နှုံသားများကိုအောက်ပါအတိုင်းသတ်မှတ်ကြည့်ဒီခြေစင်းစာသားကိုအတိအပြုပေးနိုင်ပါရဲ့လေးစားတော့ကြည့်ကြပါမယ်ခင်ဗျာဥပဒေဥပဒေတိုင်းတိုက်ဆက်ဖို့တိုက်ဆက်ကြည့်ခြေစင်းဒီ ခုရံဘောဂုံဒီထမှန်ပြည့်စင်ကြတဲ့ဣပရိယံစိတ်ပိုင်းဖြစ်တဲ့ဒီဆိုလိုသတ္တဝါခံကိုရရှိပါလားခံကိုရမရှိတဲ့အတွက်အစိုးဒီကြောင်းကျင့်ကြပါလားဝင်းဝေကိုစီးချက်ဖို့ဝင်းဝေအလှအဖြစ်တကြက်ကနေ730အထိ3ညရာခိုင်နှုန်း730နဲ့တကြက်ကနေ350အထိကို900ရာခိုင်နှုန်း350နဲ့တကြက်ကနေ300ကျက်အထိကို100ရာခိုင်နှုန်း300တကြက်ကနေ300အထိကို15ရာခိုင်နှုန်း ိန်း200တကြက်ကနေသိန်း300ကျက်အထိကို20ရာခိုင်နှုန်းနဲ့ကျက်သိန်း300တကြက်နဲ့အထက်ကို25ရာခိုင်နှုန်းသတ်မှတ်ပြီးပြည်တော်စုလွှတ်တော်ကအတည်ပြုခဲ့တာဖြစ်ပါတယ်ဝင်ဝေကိုဥပဒေပုံမှန်6ပုံမှန်ခွဲကာကြီးပုံမှခွဲငယ်1နဲ့2အရာအခြေခံသက်တာခွင့်ခွင့်ပြုငွေဟာဝင်ငွေအမျိုးအစားတစ်ခုစီရဲ့20ရာခိုင်နှုန်းနဲ့ညီမျှတဲ့ငွေဖြစ်ရမည်။ထို့ရရင်တစ်နှစ်အတွက်အခြေခံသက်တာခွင့်ခွင့်ပြုငွေစုစုပေါင်းဟာ7300ထက်မပိုစေရ။ဝင်ငွေကဥပဒေပုံမှ6 ပုံမခွဲကကြီးပုံမခွဲငယ်နှစ်မှာအတူနေမိဘတအူကိုကြက်၁၀သိန်းစီအိမ်တော်ဘက်တအူအတွက်ကြက်၁၀သိန်းသားသမီးတဦးကိုကြက်၅သိန်းစီစသဖြင့်နှုတ်ပယ်ပြီးဝင်ငွေကိုစည်းကြက်ရမယ်လို့ပြည်တော်စုလွတ်တော်ကအတည်ပြုခဲ့တာဖြစ်ပါတယ်။ဥပဒေကျပူပေါင်းကော်မတီတွဲဖက်အတွင်ရမှုဒေါက်တာမြတ်ညာနာဆိုကတနှစ်ကို48သိန်းဆိုပါကပြည်မြတစ်လကို၄သိန်းဖြစ်ပေမဲ့ကိုယ်ဝင်ငွေရဲ့20ရာခိုင်နှုန်းအထိကအခွန်မဆောင်ရတာဖြစ်တဲ့အတွက် 9သိန်းရဲ့20ရာခိုင်နှုန်းဆိုပါကသသိန်းဖြစ်ပြီးအဲ့ဒါကိုပြန်နှုတ်က48သိန်းဆိုပြီးပြင်ထားတာဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့်9သိန်းအထက်ဝင်ငွေရတဲ့သူတွေကတော့အခွန်ဆောင်မှုပြဋ္ဌာန်းထားတာဖြစ်တယ်လို့ဆိုပါတယ်။ဝင်ငွေရလဲပေါ်ပြနိုင်ခြင်းရှိတဲ့ဝင်ငွေတွေအတွက်တစ်ချက်မှ3300အထိ15ရာခိုင်နှုန်း3300တစ်ချက်မှ3000အထိ20ရာခိုင်နှုန်း3000တစ်ချက်နဲ့အထက်ဝင်ငွေရရှိသူတွေအတွက်30ရာခိုင်နှုန်းဝင်ငွေခွန်စီးကျောက်ခံသွားမှာဖြစ်တယ်လို့ပြည်တော်လွှတ်တော်ကအတည်ပြုလိုက်တဲ့အခွန်အောက်ဥပဒေအရသိရပါတယ်။ ်မင်္ဂလာစင်းမီလောင်ရတဲ့အကြောင်းရင်းမှာဝါယာရှော့ကြောင့်မဟုတ်ပဲပော့ဆမီကြောင့်ဖြစ်တယ်လို့မင်္ဂလာစင်းမီလောင်မှုကိုစုံစမ်းစစ်ဆေးနေတဲ့စုံခုံဖွဲ့မှဥက္ကဋ္ဌဖြစ်တဲ့ရန်ကုန်တိုင်းဒေသကြီးမိသက်ဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးဦးတော်ရာကပြောပါတယ်မီလောင်မှုကတော့ညဖက်ဈေးအပေါ်လေးလွှာရှိဆိုင်ကနေမှာလိတ်ဆွဲတကတက်ဆင်ဖို့ရိန်ဆော်ရမှာမိပွားကြရမှာတစဉ်မီလောင်မှုစတင်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ဦးတော်ရာကအခုလိုပြောပါတယ်ဒီနေ့တည်းမှာအခုဘာဝင်လုံးနေအဲသုံးလုံးတမ်းမှုကတော့ငါတို့36ပြည်လည်အောင်ဥစ္စာမင်းကြောင့်ဖြစ်တယ်လို့ပဲငါတို့က သူတို့ပေါ်ပေါ်ဆောဆောလှုပ်လို့ပေါ့ကွာဘယ်လိုဆက်လို့အောင်လို့နောက်တစ်ခါလှုပ်ရင်တော့ဒါမျိုးတွေမလှုပ်ဖို့ပဲပေါ့ကွာဟုတ်ကဲ့အဲ့ဒါမျိုးလှုပ်ရင်လှုပ်တဲ့တာဝန်မျိုးပေါ့ဒီလိုမျိုးပေါ်ပေါ်ဆောဆောလှုပ်တဲ့လူမှလည်းတာဝန်ရှိသလိုအဲ့ပုံမှာညအချိန်တက်ခွန်ပြုတဲ့လူတွေမှလည်းတာဝန်ရှိတယ်သူကွန်ပျူတာနဲ့ပဲကွန်ပျူတာသူတို့ညတက်လို့တာလေဒီကအရေးတော်မြတ်ကွန်ပျူတာကိုခန့်ထားတဲ့ဝန်ထမ်းတွေရှိတယ်လေအဲ့မှာလုံခြုံရေးဝန်ထမ်းတွေသူတို့ကွန်ပျူတာလေသူတို့စစ်စာရေးကော်မတီသိမသိတော့မသိဘူးပေါ့အဲ့ဒီလုံခြုံရေးဝန်ထမ်းတွေကကွန်ပျူလို့ဒီလိုတက်လို့ရတာသူတို့ အပေါက်ဆောင်တဲ့လူအတွေကဒါနဲ့လို့ရမှာမလားဒုမှုတတ်ထလို့ပေါ့ကွာဘာကြောင့်မဟုတ်ပါဘူးဒီဝရင်းဆိုတဲ့နေရာနေမိွားကြပြီးပေါ့ဆာလို့လောင်တာတော့ငါတို့အဲ့လိုမျိုးသုံးတတ်တာပေါ့မင်္ဂလာဆေးမိလောင်မှုကြောင့်36ဘီလီယံကျော်ဆုံးရှုံးခဲ့ပြီးမင်္ဂလာဆေးမှာတက်ဆင်ထားတဲ့အလိုလျောက်မိငိမ့်သက်ဆက် water sprinkler မှာအဆင်မဟုတ်ပဲမိသက်မှာအကြံပြုပြီးတက်ဆင်ထားတဲ့ water sprinkler မဟုတ်တာနဲ့ပတ်သက်ပြီးနောက်တစ်ချိန်ယခုလိုမျိုးမဖြစ်အောင်ဖြစ်ခဲ့ရင်လည်းတက်ဆင်တဲ့သူမှတာဝန်ရှိတယ်လို့ဥတော်တာကပြောပါတယ် မင်္ဂလာဆေးမီလောင်မှုနဲ့ပတ်သက်ပြီးညဘက်ဈေးတာဝန်ခံလုံခြုံရေးတကြီးခတန်းဆောင်နိုင်ဈေးလျက်စစ်တာဝန်ခံကြော်ဆန်းဦးနဲ့တန်ပန်းလုပ်ငန်းပါရှင်အောင်ဘွားမန်နေဂျာအောင်အောင်လုံသမားတွေဖြစ်ကြတဲ့မှတ်ကြီးညွန်ဝင်းဘိုချန်းတီဟကြော့လွင်အညာသာစုစုပေါင်း၁၀ဦးကိုအရေးယူထားပြီးတန်ပန်းလုပ်ငန်းမန်နေဂျာနဲ့လုံသမားတို့မှထွက်ပြေးတင်းချောင်နေတယ်လို့မင်္ဂလာတောင်ညွန့်မြို့မှာရဲစခန်းမှာစုံစမ်းသိရှိရပါတယ်မင်္ဂလာဆေးမီလောင်မှုနဲ့ပတ်သက်ပြီးဈေးတာဝန်ခံလုံခြုံရေးတူဦးနဲ့လျှက်စစ်ဝန်ထမ်းတူဦးအပါအဝင် ်သံမားလုပ်ငန်းမှရှိဦးကိုပြစ်မှုပုံမှ2.5နဲ့တရားစွဲဆိုအရေးယူသွားမှာဖြစ်တယ်လို့မင်္ဂလာတောင်ညွတ်မြို့မရဲစခန်းမှသိရပါဗျ။မိလောက်မှုကြောင့်မင်္ဂလာစေးတတိယထက်ရှိစံကန်း960တခန်းထုတ်တာထက်ရှိစံကန်း969ခန်းနဲ့မင်္ဂလာစေးမိလောက်ကျွမ်းမှုကြောင့်စံကန်းပေါင်း1636ခန်းမိလောက်ကျွမ်းခဲ့တာဖြစ်ပါတယ်။